မရိကန်အတန်း VOA လိုမျိုးမရိကန်နိုင်ငံကငွေကြေးထောက်ပံ့ထားတဲ့သတင်းဌာနတွေကိုသမရဒေါ်နယ်ထရမ့်ကဖြတ်သိမ်းလိုက်တာကြောင့်လောလောဆယ်ကမ္ဘာအနှံ့အကျဉ်းချခံနေရတဲ့သူ၉ဦးအပါအဝင်သတင်းသမားတွေကိုအနေရကြောက်စေနိုင်တယ်လို့နေစီမချသတင်းထောက်များအဖွဲ့ RSF ကတင်းနယ်လာနေမှာသတိပေးလိုက်ပါတယ်။ ် VOA ရဲ့မိခင်ဖွဲ့စည်းဖြစ်တဲ့ကမ္ဘာမီဒီယာ American Agency USAGM ကိုအတုံးစိတ်ဖြတ်တောက်တဲ့အုပ်ချုပ်မှုအမိန်ကို Trump ကလက်မှတ်ရေးထိုးခဲ့ပြီးနှစ်ရက်အကြာမှာ Trump အစိုးရက VOA ပါဝင် American ကငွေကြေးထောက်ပံ့ထားတဲ့တခြားမီဒီယာတွေကဝန်ထမ်းတွေကိုအစိုးရအပြုံလိုက်အလောက်ကနားခိုင်းတာတွေစလုပ်လာခဲ့ပါတယ်။ တို့ရဲ့တရင်လုံးကြောင့်နိုင်ငံရဲ့ချောင်းမှာလောလောဆယ်အကျဉ်းကျခံရသူတရင်တော်ကိုအပါဝင်ဒကမာလုံးက USA GM ဝန်ထမ်းတွေဘေးအန္တရာယ်နဲ့အင်ဆိုင်နီးယားပြည်ဆိုတဲ့အကြောင်းနေစီမချတရင်ထောင်များအဖွဲ့ကတရီဘေးခေါင်းလောင်းထိုးလိုက်ပါတယ်လို့တရင်လွတ်လပ်မှုစောင့်ကြည့်ရေးအဖွဲ့ကြီးကပြောကြားလိုက်ပါတယ်။ ထရမ်အစိုးရကအလွန်ထိတ်လန့်ပွဲအချက်ပြမှုကိုပေးပို့လိုက်တာပါအခုတော့ဘေကျင်းနဲ့မော်စကိုလိုအာဏာရှင်အစိုးရတွေကသူတို့ရဲ့ဝါဒဖြန့်ချိမှုတွေကိုအစစ်အစေးမရှိလွတ်လွတ်လပ်လပ်ဖြန့်ချိနိုင်တော့မယ်လို့ RSF ရဲ့ညွှန်ကြားရေးမှူးချုပ်ကကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ် အခုဆုံးဖြတ်ချက်ကအဇာဘိုင်ဂျန်၊ဘယ်လာရုစ်၊မြန်မာ၊ရုရှားနဲ့ဗီယက်နမ်နိုင်ငံတို့မှအကျဉ်းချခံနေရတဲ့ USGM သတင်းသမားကိုကိုတစ္ဆာဖောက်လိုက်တာဖြစ်ပြီးသူတို့ရဲ့သတင်းလုပ်ငန်းကြောင်းနောက်ထပ်ထောင်ပေါင်းများစွာသောသတင်းသမားတွေကိုအလုလက်မဲ့ဖြစ်စေကောင်းအနေရကြောက်စီမှာဖြစ်တယ်လို့သူကပြောဆိုသွားပါတယ်ရှင်။ဒါတော့ဒီရောင်လေးဆက်လက်ရည်ရွယ်ဖို့ပြိတ္တ ောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝင်ပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအတိအပြီးထိတ်ခေါ်လိုက်ပါစေ။